အရခတတော် AA နဲ့ပူပေါက်တော်လည်ရေးတပ်ဖွဲ့တွေရဲ့ဖျက်တောက်တိုက်ခိုက်မှုကြောင့်ရိုးမအခြေခံနေရာနှစ်ခုမှာမနေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်အကြဆုံးများတာကြောင့်လေကြောင်းပစ်ကူခဲရတဲ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ပထမတိုက်ပွဲကတော့မကွေးတိုင်းငဖဲမြို့နယ်ပဒန်းမြို့မြေလက်ကျေးရွာအနားမှာဖြစ်တာပါ။စစ်တပ်အင်အား200လောက်နဲ့ဇင်ပွန်ဖက်ကနေမြေလက်ဖက်ကိုလှုပ်ရှားလာရမှာ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကလျှက်တပြက်ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ပွဲကတော့အုတ်ရှိပင်တောင်ကုတ်ရိုးတောင်ကျော်လန်းပေါ်မှာရှိတဲ့ညောင်ချေတောက်ကြီးရွာအနားမှာဖြစ်ပွားခဲ့တာပါ။ညောင်ချေတောက်စခန်းကနေတက်လာတဲ့စစ်ကြောင်းကို AA ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကအပိသက်ရှင်မုံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ဒီစကြောင်းမှာအင်အားတရာလောက်ပောင်းဝင်ပြီးမနေ့ကနေ့လေအချိန်မှာကြားဖြတ်ရှင်မုံတိုက်ခိုက်ခံခဲ့ရတာလို့သိရပါဗျ။ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတိုက်ဆုံနေတဲ့ရုပ်အလောင်းတွေကိုထားခဲ့ကဆင်လန်းစခန်းကစစ်ကူရောက်လာပြီးမှသာအလောင်းတွေကိုပြန်လည်ဆွဲထုတ်သွားနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။